ဒီနေ့မှာပါဇက်ပါလို့ပြောရသလားဆိုတဲ့ခေါင်းစဉ်နဲ့ပြောပါမယ်။အာလူလူဆိုတဲ့လူသားမျိုးကစကားပြောတဲ့လူသားမျိုးစကားဆိုရင်စကားပြောနေရမှာခြေနက်တာအဲစကားပြောပါများတဲ့အခါကျတော့စကားတွေကနေပြီးတော့ကိုကသူများမကောင်းကြောင်းတွေပါလာတယ်။စကားပြောအလေးအထားမှာလည်းပဲလူတွေလူအများစုဝါသနာပါတာကသူများအကြောင်းကို ထိုင်ပြောတာကိုဝါသနာပါတာ။ တော့စကားပြောလို့တော့ပါဠိတော်ပါတော့ပါတာပေါ့ဒါပေမဲ့မြတ်စွာဘုရားဟောထားတဲ့တရားအရာဆိုလို့ရှိရင်ဝစီတုတရိုက်ဆိုတာရှိတယ်။လိန်ပြောရင်ခုံတိုက်ရင်ပြီးတော့ခြံခြံတန်းတန်းပြောရင်ပြီးတဲ့အခါကျတော့အထိပ္ပယ်မရှိတဲ့စကားတွေကိုပြောရင်ကုသိုလ်လို့မြတ်စွာဘုရားကဟောထားတာမှမဟုတ်တာအကုသိုလ်အကုသိုလ်ဆိုတာကပညာဉာဏ်စေတဲ့တရား။ဘာရင်းဉာဏ်လဲဆိုတော့လူတစ်ယောက်ကိုကိုယ်က မဟုတ်တာကိုအဟုတ်လို့ပြီးတော့လိန်ပြောတယ်။အဲ့လိုလိန်ပြောလိုက်တဲ့အတွက်ကြောင့်တစ်ဖက်သူကသတင်းအမှန်ကိုမရဘူး။သတင်းအမှားကိုရတယ်။အဲ့ဒီသတင်းအမှားအကြောင်းမလို့သူ့လုပ်လိုက်တဲ့အလုပ်တစ်ခုကအကျိုးနဲ့သွားတယ်ပေါ့။အကျိုးရုပ်သွားတယ်၊ပျက်စီးဆုံးရှုံးမှုနဲ့ကြုံရတယ်။ဥပမာအပြင်ဆိုရင်လူတစ်ယောက်ကိုဒုက္ခရောက်စေခြင်းတဲ့အတွက်ကြောင့်မလို့အကျိုးအမြတ်မရနိုင်တဲ့ပစ္စည်းမျိုးတွေကိုကိုယ်ကသွားပြီးတော့အကျိုးအမြတ်ရရအောင် အကျိုးအမြတ်ရမဲ့ပုံစံမျိုးပြောပြီးတော့ လမ်းမရောက်အောင်ဆွဲပြီးတော့ကြောက်တွန်းတယ်။လိန်ပြောတာအဲ့တော့လိန်ပြီးတော့အဲ့လိုမျိုးသူများအချိုးပြတ်အောင်လို့လှုပ်လိုက်တဲ့အခါကျတော့တစ်ဖက်သူအချိုးပြတ်သွားတာနဲ့တပြိုင်တည်းကန်ထိုက်သွားတယ်။ကန်ထိုက်သွားတဲ့အတွက်ကြောင့်မလို့အဲ့ဒီလိုတစ်ဖက်သူအချိုးပြတ်သွားပြီးဆိုရင်သူငရဲကြမှာအချိုးမပြတ်ရင်တော့ကိစ္စမရှိဘူး။ဒါပေမဲ့ဖခင်ကသာတော်ရာဟုလာဟုတောင်မှားထားတယ်။အာရည်ကျင်လို့တောင်မှလိန်မပြောပါနဲ့တဲ့။ဘုရားတတိပဌံတရားဆိုတာလည်းမြတ်စွာဘုရားဟောထားပြီးသား လူတွေကိုစိုးရင်တော့ကတွေကနေပြီးတော့ကင်းရအောင်ပြီးတော့ငိုကြွေးခြင်းတို့ဒီလိုတရားတွေကနေလွန်မြောက်နိုင်ရအောင်ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းဆိုတဲ့သဘောတရားတွေချုပ်ငင်းရအောင်ဆိုပြီးတော့တတိပဋ္ဌာန်တရားပွားများလို့ဟောပြီးသားအဲ့ဒီဟောတဲ့နေရာမှာတရားအထုတ်တဲ့သူတွေအတွက်အခက်အခဲကအဲ့ဒီစကားပြောတာတတရာမတာတဲ့စကားပြောခြင်းမှာမွေးလျော်တဲ့ပုံပုံမျိုးတွေကုသတရားကနေဆိုးရုပ်တယ်တဲ့အဲ့တော့ ယောဂီယောဂီမဟုတ်ရင်တောင်မှအမှန်လောကထဲမှာနေထိုင်သွားလာကြတဲ့ပုဂ္ဂိုလ်မျိုးတွေဒီပါဇက်တစ်ခုပေါ့နော်ဒီပါဇက်ကနေပြီးစကားတွေပြောတယ်ပြောလိုက်တဲ့အခါမှာခုနလိုမျိုးသူများကိုအကျိုးပြည့်စေခြင်းလို့လိန်တယ်ပြီးတော့ဂုံတိုက်တယ်တယောက်နဲ့တယောက်နဲ့ကွဲသွားအောင်လို့ဂုံတိုက်တယ်အာပြီးတော့ကျန်ကျန်တန်တန်ပြောဆိုပြီးမှ နေတက်ထိုင်တက်တယ်အဲ့တော့သူဘာဖြစ်လဲဆိုတော့သူပြောတဲ့စကားမှာမကောင်းပြောတဲ့စကားတစ်ခုလည်းပါတာပေါ့ ဂုံတိုက်တာတို့ဘာလို့ဆိုတော့သူများမကောင်းကြောင်ပြောပြီးမှဂုံတိုက်ရတာ။အိုးအဲ့တော့ဒီမကောင်းကြောင်ပြောတယ်ဆိုတဲ့နေရာမှာသူတော်ကောင်းတွေပြောထားတဲ့စကားတခုရှိတယ်။သူများအကြောင်းမကောင်းပြောသူကိုရောလူကောင်ဟုတ်ရဲ့လားတဲ့။ဒါဆင်ခြင်စရာစကားတခုပါ။အဲ့တော့ကိုကကိုကိုကိုလိပ်ပြသန့်တယ်။ကိုကအဖြစ်ကင်းတဲ့သူဆိုလို့ရှိရင်တောင်မှပဲမပြောရဘူး။မြစ်တာစကားပဲကိုကပြောရမှာအကျိုးရှိတဲ့စကားပဲပြောရမှာသူများ ရဲအကျိုးပြစွာအကျိုးပြသွားစေမဲ့ဂုံးတိုက်တဲ့အခါမျိုး အပုတ်ချတဲ့အခါမျိုးတွေကဒါမပြောတင်တော့တရားတွေတာမန်ယဉ်ကျေးပါလေဆိုတဲ့ယဉ်ကျေးမှုအစစ်မြင့်တယ်ဆိုတဲ့လူမျိုးတွေတောင်မှအဲ့လိုအခါမျိုးကိုမပြောပါဘူးမပြောတဲ့အခါကျတော့အခုပဇက်နဲ့ကိုပြောတာပဲဘသူကယူဆရမှာလဲကိုရင်နဲ့ကိုနေပြီးပြောတာပဲဘသူကယူဆရမှာလဲဆိုတဲ့လူတွေကလည်းလောကမှာအများကြီးဟုတ်တယ်ကိုပဇက်ကိုပါလို့ပြောတာတော့မှန်တယ်အဲ့ဒီကိုပဇက်နဲ့ကိုပဲငရဲသွားလိမ့်မယ် ဟုတ်ပြီကိုပဇန်းနဲ့ကိုပြောတာတော့မှန်တယ်ဘသူအိမ်မှာတောင်မပြောတာတော့မှန်တယ်ဒီမကောင်းတဲ့စကားပြောတဲ့သူတယောက်ကစိတ်အကုသိုလ်စိတ်ရှိမှပြောလို့ရတာကုသိုလ်စိတ်ရှိတဲ့သူကသူများအကြောင်းစိတ်မဝင်စားဘူးဟုတ်တတိပဋ္ဌာန်တရားဆိုတဲ့အတိုင်းပဲတတိနဲ့သူကသူ့ကိုယ်သူတတိလေးထားပြီးတော့သူစားရင်လည်းစားတဲ့နေရာမှာတတိလေးထားတယ်လောဘဝင်မလာအောင်ဒေါသဝင်မလာအောင် မာနဝင်မလာအောင်စိတ်မဆိုးအောင်စသည်ဖြင့်ပေါ့သူစိတ်ကိုယ်သူထိန်းနေတာ အဲ့တော့လမ်းလျှောက်ရင်လည်းသူကလမ်းလျှောက်တယ်လမ်းလျှောက်တယ်တတိလေးနဲ့သွားပြီးတော့သူများအကြောင်းမတွေးဘူးအဲ့တော့မတွေးတဲ့အခါကျတော့မပြောဖြစ်ဘူးသူများအကြောင်းများများထိုင်တွေးတဲ့သူတွေကသူများအကြောင်းများများပြောဖြစ်တယ်အဲ့တော့များများပြောဖြစ်လာတဲ့အခါကျတော့ကောင်းတာတွေပြောဖြစ်အကြောင်းမဟုတ်ဘူးဒါပေမဲ့24နာရီမှာလူတွေဟာသူများအကြောင်းကိုမေတ္တာစကားပြောတာနဲ့သူများကိုအလိုမချလို့ မကောင်းထိုင်ပြောတာနဲ့ဆိုလို့ရှိရင်ဒါစိတ်ကလည်းဒီတိုင်းပဲသူများကိုအမြင်မကြည်တဲ့စိတ်မွေးနေတာနဲ့အမြင်ကြည်တဲ့စိတ်ကလေးနဲ့လူတွေကိုချစ်ချစ်ခင်ခင်လေးကြည်နိုင်တဲ့စိတ်မျိုးဘယ်စိတ်ကများလဲဆိုတာကိုယ်ပါတော့ကိုယ်ကိုသိကြတယ်လူတွေစိတ်မချမ်းသာဘူးဆိုဆိုတာတွေကလည်းပဲအဲ့ဒီအဆိုးတွေကိုွားနေတဲ့စိတ်ထဲမှာသူကသူများကိုမကောင်းမမြင်နေတဲ့သူများတွေအဆင်ပြေနေတာကိုမကြည့်ကျင်ဘူးရိုးစွာဆုံးသားနဲ့သမီးနဲ့ မိဘတွေနဲ့ချစ်ခင်နေတာတော့မှမိသားစုစိုးပြေနေရင်တော့မှမကြည့်ချင်ဘူးအဲလိုမျိုးအခါကျတော့မိသားစုတွေလည်းတွားပြီးတော့ဂုံတိတ်စကားတွေပြောလို့ပြောအဲတငယ်ချင်းတွေကြားထဲမှာလည်းတွားပြီးတော့ဂုံတိတ်စကားတွေပြောလို့ပြောအဲတော့ပါဇက်ပါတိုင်းမပြောပါနဲ့လို့ပါဇက်ပါတိုင်းပြောလို့ကုသိုလ်ဖြစ်ရင်ကောင်းပါတယ်ပါဇက်ပါတိုင်းပြောတော့လည်းပဲအကုသိုလ်တွေဖြစ်တဲ့အခါကိုကိုကိုတူးဖြိုရာကြတယ်ကိုကိုကိုအပေရောက်အောင် လုပ်နေတာ ਨੇ အတူတူပဲ ကိုကိုကိုပြိတ္တာကြီးဖြစ်အောင် လုပ်နေတာ ਨੇ အတူတူပဲကိုကိုကိုတရိစ္ဆန်ဖြစ်အောင်လုပ်နေတာ ਨੇ အတူတူပဲလို့ပြောရင်းနဲ့ပါဇက်ပါလို့ပြောရောသလားဆိုတော့ဒီခေါင်းစဉ်လေးအတိုင်းပဲကိုယ့်ရဲ့နှုတ်ကို ထိမ့်သိမ့်ပြီးတော့ကုသိုလ်စကားတွေပဲပြောနိုင်ပါစေအာအကုသိုလ်အညစ်အကြေးတွေကနေကင်းစင်ပြီးတော့လူသားအလုံးတယောက်နဲ့တယောက်ကောင်းကျိုးလိုလာတဲ့စကားလေးတွေပြောပြီးတော့မြတ်တာစကားလေးတွေပြောပြီးတော့ချစ်ခင်စွာနဲ့နေနေကြပါစေလို့ဆုတောင်းပြီးတော့ညီကုန်ချုပ်ပါတယ်